ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားရဲ့ channel လေးကနေစိတ်ဝင်စားပွဲတဲ့တဲ့ရင်ဖို့လူမိုက်ဖြစ်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချင်းခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမှာကတော့သမီးရဲ့ယောက်ျားနှစ်ယောက်ကို သူသမီးကိုနှိပ်စက်လို့ဆိုပြီးတော့ဓာတ်နဲ့ခုတ်တပီးအပြက်ရှင်းခဲ့တဲ့ယောက်ကတိလို့မိရတဲ့စိတ်ဝင်စားပွဲတဲ့တဲ့ရင်ဖို့ လုံမဖြစ်မန်ဇလန်ကောင်းလေးကိုတင်ဆက်ပြီးမှဖြစ်လို့ခံစားနှားစင်အော်ပေးကြပါဦးခင်ဗျာဒီအကြောင်းရာဟာပုဂ္ဂိုလ်ချင်းနှိစက်မှုရှိသလိုအဖြစ်ပြက်ကလည်းစေစုနှင့်တခုကြောင့်များသာရှိသေးတာကြောင့်ပူပူနွေ့နွေ့လို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်ပွင့်လင်းမြင်သာလွင့်ရင်တင့်တော်မယ်မထင်ပါအလုံးစုံဖုံးကွယ်ရန်ကိုလည်းမလိုလားပါဒါကြောင့်အစဉ်ပြေသလိုသာ ရည်တတ်သွားမှာဖြစ်ကြောင်းကိုအချင်းအဖျင်းကြွတင်အစီရင်ခံလိုက်ရပါတယ်။စာပေလုတ်တရားလုတ်ဘာသာရေးလူမှုရေးစတဲ့အလုပ်ကိစ္စများများဘလောက်ထိပဲများပြားရှုပ်ထွေးနေစေကမို့စာရေးသူဟာတနေ့တစ်ခေါက်ရောဂိုရောက်အောင်ပြန်လေးရှိပါတယ်။မိခင်ကြီးကလည်းအသက်80နှစ်နေပြီဖြစ်လို့တက်ကြီးစရာပိုင်းကိုရောက်နေပြီဖြစ်အောင်သမီးတွေနေထိုင်ပြီးတော့သမီးသမီးတို့ကတလောက်ထိပြုစုလုပ်ကျွေးနေကြတာကြောင့် စစ်တင်းကြနေထိုင်ရတော့လဲအနည်းဆုံးသားနဲ့တနေ့တစ်ချိန်မြတွေ့လို့ကြောင်းပြောလို့ဇိုက်သူဟာတနေ့တစ်ခေါက်ရွာကိုပြန်နေရခြင်းဖြစ်ပါတယ်ရွာကိုရောက်ပြီဆိုရင်မိခင်ချင်းနဲ့ရောဆွေမျိုးများနဲ့ပါအလွမ်းပြေစကားများကိုပြောဆိုကြတယ်ရွာသူရွာသားငယ်ပေါင်းတငယ်ချင်းများနဲ့လည်းကလေးဘဝမှာအကြောင်းအရာများကိုတဝါကြီးပြောဆိုကြတယ်ဇိုက်သူကရန်ကုန်အကြောင်းများကိုပြောပြပြီးရင်ရွာသူရွာသားများကလည်း တို့ရဲ့အကြောင်းများကိုတမျိုးပြီးတမျိုးမယိုးရအောင်ပြပြကြပါလေရွတ်သူရွတ်သားအလုံးတို့ရဲ့အကြောင်းဖြစ်လို့ကောင်းတာလည်းပါတယ်ဆိုးတာလည်းပါတယ်အကြောင်းအရာတော်တော်များများစုံလင်ပါလေတို့တို့အကြောင်းအရာများတဲ့မှာသူစစံတရေ၆တော်အကြောင်းတစ်ခုလည်းပါလာခဲ့ပါတယ်တရေ၆ဒီမှာစိုင်းသူတို့ရဲ့ဥယျာဉ်နဲ့ဤတော်တော်တယ်မှာလို့ပြောပါတယ်တရေ၆ဒီမှာဘယ်သူဘဝကိုတိတိကျကျဥတီဘီ၆လခြင်းမျိုးမဟုတ်ပဲ အခါအားလျော်စွာအလိုလျောက်တတော်လုံးစူညံစွာဖြင့်ချုပ်တယ်လို့ကြားသိရပါတယ်။သူကဲ့သို့၆လမ်းချင်းပေါင်းညဘက်ကို၆လမ်းချင်းရှိတယ်လို့နေကင်းဘက်ကလည်း၆လမ်းနေလို့ဆိုကြပါတယ်။တတော်ကိုင်းတော်တဲ့စသဖြင့်ပြည်တန်လိုက်တန်းစူစူညံညံအတန်းကြီးမြောက်ကိုကြားပြီဆိုရင်တောက်ခေါတန်းခြေကိုစောင့်နေတန်းဆဲဆူကျုံဝါတန်းတက်ဖြက်အုံကြီးတန်းကြီးမြောက်ကိုမလုံးမထွေးကြားတယ်လို့လည်းပြောပြကြပါတယ်။ ။တခြားလူများကတရေချောက်တဲ့လူသာတာမန်တိကြတော့လေစိတ်သူကတော့အဖြစ်ပြက်ရဲ့ဒီနေရာနဲ့အတံပလန်များကိုကြားသိလိုက်ရတဲ့နဲ့တရေချောက်လည်းစတင်ဖြစ်ပေါ်လာတဲ့အကြောင်းကိုပါအကျိုးနဲ့တကွာနားလည်လိုက်ပါတယ်။ဦးလေးတို့သမီးရောက်ခမမှလွဲလို့တခြားတရေ ဖြစ်နိုင်ရောလား။ဦးလေးတို့ဆိုတော့လေအရင်ကြီးတော့မဟုတ်ပါဘူး။တော်တော်လေးတူတုံစင်းဒီပါများထိချစ်ခင်ကြပါတယ်။ရိုင်းမင်းကူညီချင်း ကယူးဆိုင်ခြင်းလည်းရှိကြတယ်။ဒါပေမဲ့လည်းဦးလေးတို့ညီကိုမောင်နှမများနဲ့ကြာကြာနေထိုင်ခွင့်မရလိုက်ကြပါဦးလေးရဲ့အကိုကြီးကတနေ့မှအိမ်အောင်ကြလျောင်းထိုနေ့မှပဲလှုပ်ရှားခွင့်ပေါ်တယ်အယောင်းဝယ်မှဆက်ပြီးစီပွားရေးလုပ်ငန်းများဖွံ့ဖြိုးတယ်လို့ဆိုကမိသားစုအလုံးပြောင်းရွှေ့သွားကြပါတယ်အဲ့ဒီအချိန်ကဦးလေးမောင်လူပြုတ်လူလွတ်မဟုတ်တော့ချစ်ကြိုက်ညားကြတော့အိမ်အောင်နဲ့ကြာကြာမပေါင်းလျက်ပဲနှစ်ဖက်မိဘတို့က သဘောမတူသဖြင့်ခွဲလိုက်ကြလို့တခုလက်မင်းကျွန်တယောက်သားဖြစ်ပါလေ။ဦးလေးတို့မှာညီကိုမောင်နှမ၄ယောက်ရှိပြီးတော့ဦးလေးကတတိယသားဖြစ်တယ်။ညီကိုမောင်နှမ၄ယောက်ရှိကြတော့လေဦးလေးတယောက်သားရွာကိုနှစ်နှစ်တစ်ခေါက်၊သုံးနှစ်တစ်ခေါက်အလေလာလေးရှိပါလေ။ဦးလေးရဲ့အကိုကြီးလည်းတစ်ခေါက်သာလေလာတာကို တွေ့လိုက်ဖူးတယ်။ကျန်တဲ့ညီမတယောက်နဲ့ညီတယောက်တို့ကတော့တချင်းတစ်ခေါက်မှရွာကို လာလေတာကို မတွေ့ဘူးပါ။ဒါကြောင့် တို့ညီကောင်မောင်နှမလေးယောက်မှာဦးလေးတယောက်သောဇာတိရွယ်နဲ့ဆွေမျိုးများကိုတန်ရောစဉ်ရှိတယ်လို့ဆိုနိုင်ပါတယ်။ဦးလေးကတော့ရင်ဝင်ပြီးတော့ရုပ်ရည်ချုံမော့သူတယောက်ဖြစ်ပါတယ်။အသားဖြူဖြူလူလုံးတောင်းတောင်းနဲ့ပြုံးရွှင်သောအမူအရာလည်းရှိတယ်။စိတ်ရင်းလည်းကောင်းတယ်။ဒါကြောင့်လူချစ်လူခင်လည်းပေါ်များပါတယ်။ထို့နောက်ဦးလေးကအဲ့ဒီနေမှာပဲမိမရရတယ်လို့ကြားလိုက်ပြီးတဲ့နောက်တမီးလေးတယောက်ဝေးဖွားလို့လမ်းသွားတဲ့အချိန်မှာပဲ ူမိသားစုလေးနဲ့ရွာကိုရောက်လာပြန်ပါလေ။အဲဒီနောက်ပိုင်းစိုက်သူရွာကိုဆွံ့ပြီးရန်ကုန်ကိုရောက်လာလို့ဥလေးနဲ့မတွေ့ပြတော့ပါ။စိုက်သူရွာကိုပြန်ရောက်လို့မိ мян ကြည့်အောင်ဥလေးမောင်ဒုတိယသမီးတစ်ယောက်ရရှိနေပြီဖြစ်ပါလေ။တတော့တာတယောက်ရနေပြီစသဖြင့်တတင်းကိုတည်တည်မြတ်သားကြားရပါတော့တယ်။အဒီမောင်ဥလေးနဲ့ပတ်သက်တော့မင်္ဂလာတည်င်းကောင်းများဖြစ်ပြီးတော့နောက်ထပ်ကြားလာရတဲ့တည်င်းမြတ်ပေါင်း အမင်္ဂလာသတင်းစိုးများကြီးတော့ဖြစ်လာရပါတယ်1988ခုနှစ်ရဲ့နှစ်စံပိုင်းမှာဦးလေးရဲ့သမီးကြီးအိမ်တော်ကြတဲ့လို့ကြားလိုက်ရပြီးတော့1988ခုနှစ်အရခင်ပေါင်းဦးလေးတို့လင်မယားကသမတ်ကိုတတ်ဖြတ်လိုက်တယ်လို့ကြားလိုက်ရပါတယ်အရခင်ကာလဖြစ်လို့သမတ်ကိုတတ်လိုက်တဲ့ကိစ္စဟောင်းမှုကင်းတစုံတရာမဖြစ်ဘူးလို့သိရတယ်လက်စလက်နာမပေါ်ပေါ့အောင်ဖြုတ်ပြက်ပြင်းတဲ့ဟန်ရှိတယ်တော်တော်လေး ်တမရဲ့ဖာခင်မောင်ရွာတကြီးဖြစ်ပြီးတော့ဇာရှိသူတယောက်ဖြစ်တဲ့ကြောင်းဦးလေးဖို့နောက်ကြောင်းမကင်ဖြစ်လာရပါတယ်။တကြောင်ခမိခမဖြစ်လို့ရွာတကြီးကိုဦးရင်နဲ့ပေါင်းပေါင်းထွင်းနေချိန်မှာလိုက်သွားပြီးတော့အပြက်ခုတ်တက်လိုက်ပြန်နေ။အဲ့ဒီချိန်မှာပဝန်းကျင်လူတချို့ရိတ်မိတွားကြတယ်။နေကံမဟုတ်တော့ဦးလေးကိုလည်းတို့နေမောင်းလူမိုက်လူသွားလာလို့တယ်လို့ဆွဲမှတ်ပြီးတော့ရန်လိုလာကြပါလိမ့်။ရန်လိုလာကြဒီမောင်း နေနေပါပါမဟုတ်ပါနေလာညာလာဆိုတဲ့ကဲ့သို့အတ္တအန္တရနဲ့နှိစက်လာခဲ့တယ်။ဒါကြောင့်ဦးလေးဟာအဝိတ္တဆုံးကိုအပေါ်ယူပြီးတော့ဓမ္မတချုံဦးထံကလေးကျုံနဲ့ဇာတိရွာဘက်ကိုပြန်လာခဲ့ပါတယ်။လေးကျုံဟာရွာကိုဓာတ်လိုက်မရောက်ဖင်းသူ့ရဲ့တငယ်ချင်းဖြစ်တော့ဦးဆန္ဒကြောင်းထိုင်တဲ့ရွာကိုရောက်ရှိတာကြောင့်ကျောင်းကိုတက်ပြီးညတကောင်ကျော်တဲ့အထိဦးဆန္ဒနဲ့ဇကာပြောနေကြပါတယ်။ဦးဆန္ဒနဲ့ဇကာပြောနေကြသည်မှလူတမ်းမှုဖြစ်လာတော့ အကြောင်းအရာများဖြစ်ပါလေသူရဲ့မယားမှာသူ့ထက်အသက်20ကျော်ကြီးသောမော်ဆိုးမကြီးတယောက်ဖြစ်တယ်လို့သာဆိုပါတယ်အလွန်မင်းရန်လိုပြီးတော့ဒေါတာအာဂရာလည်းကြီးတယ်ယခုလူတတ်မှုနှစ်ကြိမ်ဖြစ်ခဲ့ရသည်မှာလေသူမယားနဲ့ပတ်သက်တယ်လို့ပြောပြပါတယ်မယားဖြစ်သူက ရန်လိုပြီးဒေါတာအာဂရာကြီးလွမ်းတာကြောင့်ထိုဘက်ကမခန့်ချင်းဖြစ်လာကောင်ရန်ဆော့လာလို့လူတတ်မှုဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်ထို့သောသဘောရှိနေလို့ တဖက်ရန်ကုန်ကြောက်ရတာထက်လူမရကိုဆက်လက်ပြီးပေါင်းသိနေမယ်ဆိုရင်ဒီပြဒနာမျိုးနောက်ထပ်ဆက်ပြီးဖြစ်လာနိုင်လို့ယခုကဲ့သို့ရှောင်ထွက်လာခြင်းဖြစ်ကြောင်းကိုဥစ္စနာကိုပြောပြတယ်။သို့တော့ဦးလေးရမယားဟာဒုတိယမတရားဖြစ်တဲ့တိုင်အောင်ထက်မြက်ပြီးတော့ပွားရည်နဲ့ရရှိတယ်။လင်ဖြစ်သူကိုလည်းအလွန်မင်းချစ်မြတ်လို့တယ်။ဒါကြောင့်သူ့အောက်ကြသူ့ကိုပြစ်သွားပြီးလို့တိတာနဲ့ဆက်လက်ရစင်းငါပြီးချက်ချင်းလိုက်လာပါတယ်။ဦးလေးကလည်းသူမြင်ရလိုက်လာမှကိုသိလို့ ာတိယောမမနေပဲတခြားနယ်ကိုသွားပြီးတော့ပုံရှောင်နေပါတယ်။မရဖြစ်သူမှဘာရင်နေရှိတဲ့လျောက်ရွက်ကိုရောက်လာတဲ့နေ့သူ့ယောက်ျားစာတင်တက်ခွတဲ့အိမ်ကိုသွားမေးပြီးတော့သူ့ယောက်ျားရှိတဲ့နေရာကိုလိုက်ပို့ရန်တောင်းဆိုပါတယ်။ညင်းတော်လည်းမရပါ။ရင်းနဲ့ဂိုင်ပေါက်တဲ့ဖြင့်နောက်ဆုံးမှလိုက်ပို့ပေးခဲ့ရတယ်။စာရေးသူရန်ကုန်ကနေရောက်သွားရာဟိုလေးကိုတော်တဲ့ဥယျာဉ်တဲထဲမှာရှိနေတာကိုတွေ့ရပါတယ်။ထိုနေရာဟောင်း ဥယျာဉ်ရောကိုင်းကင်းမှာနှစ်မျိုးစလုံးလောက်ကိုင်းစားတော့လို့ရနိုင်တော့ဦးလေးရဲ့မိခင်ဘက်မှာစင်တက်လာတဲ့အမွေဆိုင်တောမြေဖြစ်ပါတယ်ဦးလေးတို့မိသားစုထိုနေရာမှာအခြေချပြီးလောက်ကိုင်းစားတော့နေကြသည်မှာလေသုံးနှစ်ခန့်ရှင်နေပြီဖြစ်ပါတယ်စာရေးသူဦးလေးကိုအကြေခတ်ကြည့်တယ်လူနေရာကိုတက်ဖြတ်ထားဖို့တဲ့ဦးလေးမောင်ငကိုယုတ်ငကိုစိတ်မြမရှိတော့ပါစိတ်ကြမ်းလူကြမ်းကြီးဖြစ်ပြီးကျောက်စပွဲလူတယောက်ရဲ့အသွင်ကိုတော့စောင့်နေပါတယ် လက်ရှိဦးလေးရဲ့အတံမွေးပန်းကျောင်းချင်းပေါင်းကြံခင်းစေရွက်ကြီးခင်းတောလဲကလေးနဲ့ဥယျာဉ်မြောင်စိုက်စားနေတာကို တွေ့ရပါတယ်။ဝယ်လက်ရှိရင်တောထဲမှာပြင်ကလေးတိုင်လုံးများကိုရွေးခုတ်ပြီးတော့လေရောင်းချတယ်လို့ဆိုတယ်။ဝင်ငွေမနေလာပါ။တောရွာအနေနဲ့ရည်တည်လို့ရတော့အနေထားမှာရှိပါတယ်။သို့တော့စုကရတဲ့အတိုင်းဦးလေးမှာနှုတ်မလုံးတဲ့သဘောကြောင့်ဖြစ်ခဲ့ရပြီးတဲ့အကြောင်းအရာများကိုတိုက်ဆိုင်လာတိုင်းစမြုပ်ပြန်ထက်တာကဆိုးတဲ့အချက်ဖြစ်နေပါတယ်။ တမတ်ဖြစ်သူနဲ့ခမိခမတ်ဖြစ်သူတွေကိုတက်ခဲ့ဖို့တဲ့အကြောင်းကိုမကြခဏပြောပြတလေရှိတယ်။ရန်လိုပြီးအာဂါရာကြီးတော်သူ့မိမမလည်းထူနီလက်ကောက်မဲ့ဖြစ်ပါတယ်။ရွာတွေကလူနှစ်ယောက်နဲ့ဟိုဘက်ရွာက လူနှစ်ယောက်တို့ကိုမကျေနပ်ကြအောင် အပြည့်ရှင်းပြရမှာဖြစ်ကြောင်းစသဖြင့်ပြောဆိုနေတယ်။အဘက်ကြောင့်ပြည်ပခါဖြစ်ခဲ့ဖို့လို့မကျေမနပ်ဖြစ်နေရတာကိုတော့စာရေးတွေမမေးမိပါဘူး။တို့လင်မယားကိုမကျေနပ်ဖြစ်နေကြတော့ လူလေးယောက်မှလည်းခေကြတာတော့မဟုတ်ပါယောသားများလည်းကလူနှစ်ယောက်မှလူမိုက်ထောင်ထွက်များဖြစ်ကြပြီးတော့ဟိုဘက်ယောကလူနှစ်ယောက်မှတော့တယောက်ကမင်းမူတန်းဖြစ်ပြီးမင်းပေါ့စိုးပေါ့ဖြစ်တယ်နောက်တယောက်ကပို့ပြီးတော့စိုးတယ်လို့ဆိုရမှာထင်ပါတယ်မင်းပေါ့စိုးပေါ့မျိုးပေါ့ပြီးပေါ့ဖြစ်တယ်လို့ဂုံးတိုက်ရန်တိုက်ကလည်းအလွန်ကိုများတယ်ရန်ဖြစ်ဖို့သူကိုပို့တိုင်းမတည့်ရင်တခြားတယောက်ကိုတော့လည်းအသက်ခိုင်းတတယ်တခြားတည့်ရတဲ့ လူတယောက်နဲ့လည်းလှည့်ပြီးတော့ရန်တိုက်ပေးတဲ့တယ်ထိုထိုသောသဘောမျိုးရှိနေလို့ပြဒနာမဖြစ်စေရန်အတွက်ဇာတိသူကဥလိကိုပြောခဲ့ဘူးတယ်ဥလိဖြစ်ခဲ့ပြီးသားတွေကမပြောနေတော့လူမုန်းနေပြအထင်မြင်သေးပြီးအပေါင်းသင်းတွေလည်းကင်းသွားတဲ့တယ်ဟိုဘက်ရန်ဖြစ်ခဲ့ဘူးတဲ့ဘက်ကအဲ့ဒီဘက်ကကြားမယ်ဆိုရင်လည်းစိတ်ချမ်းသာကြမှာမဟုတ်ဘူးဒေါသကိုစွပေးသလိုတောင်ဖြစ်လာနိုင်တယ်ဗျအဲ့ဒီခါမှာဥလိက ဖြစ်ပါစေလေလုံးဝကိုမစင်စားဘူးကွာထုတ်ခဲ့သူဆိုပါလေဟာဦးလေးရရံဖြစ်တာကောင်းလို့လားဟိုမှာလဲဦးလေးရံဖြစ်ခဲ့လို့စီပွားရေးနဲ့အခြေတကျရှိနေခဲ့ပြီးမှထွက်လာခဲ့ရပြီလေဒီမှာလဲဆက်ပြီးရံဖြစ်ပြနေဦးမယ်ဆိုရင်တော့အခုပဲဦးလေးရဲ့အသက်က90ဝန်းကျင်ရှိနေပြီထောင်ကြရင်လဲထောင်ထဲမှာသေဖို့ပဲရှိမှာတနည်းအားဖြင့်ထွက်သွားမယ်ဆိုရင်လဲခေပညာမတက်အရင်နေ့လဲပြောလို့အောင်မရှိတော့ ။ဦးလေးဘလို့လုပ်ပြီးဘဝကိုရည်တည်လို့ရတော့မှာတော့မြတ်။ဦးလေးဟာတောင်းမြတ်တူဝေးပြီးတော့စဉ်းစားနေပါတယ်။တိုးတော့နှုတ်ကအကျင့်ဖြစ်နေပြီးဇားကလည်းရှိလာခဲ့တော့ဦးလေးဟာဖြစ်ခဲ့ပြီးတော့မကောင်းကြောင်းမြတ်ကိုတော့ပျော်မြေပျော်နေတတ်ပြီးတော့မကျင်တဲ့သူများကိုလည်းရှင်းပြဖို့ကြည့်ပျော်နေပါတယ်။အဲ့ဒီနောက်မှာတော့တမီးကြီးအိမ်အောင်ကြပြန်နေဒုတိယအကျင့်မြောက်ဖြစ်ပါတယ်။တမီးကြီးနဲ့အိမ်အောင်ကြတဲ့သူမလေးညုံးနဲ့ယိုးနဲ့ စရှိသူတယောက်ဖြစ်နေပြန်ပါတယ်ဒီသမီးကြီးကပဲပေါကင်ပြည်သူနဲ့ဇာတာချင်းမတည့်ဖြစ်နေသလားလို့ယူဆရပါတယ်အရင်တုန်းကပထမချိန်ကြခဲ့ပြီးတော့အိမ်တော်ကလည်းမိဘများနဲ့မတည့်ကြလို့အသက်သေးတဲ့အထိဖြစ်ခဲ့ရပြီယခုဒုတိယအချိန်အိမ်တော်ကလည်းစရှိသူတယောက်ဖြစ်နေပြန်ပါတယ်တွေ့တော့ယောက်ျားနောက်ကိုလိုက်သွားလို့တိတ်ပြီးမကြခင်မှာပဲပေါကင်ဖြစ်သူကသမီးကြီးလေပြင်းထဲမှာသမက်ဖြစ်သူရဲ့ နှိမ့်ဆက်ခြင်းကိုခံနေရတဲ့လို့ကြားရတာကြောင့်သမီးငယ်ကိုလိုက်သွားသိပြီးတော့စုံစမ်းရန်အတွက်ခံလိုက်ပါတယ်။သုံးလေးရက်ကြာပြီးတဲ့နောက်သမီးငယ်ပြန်ရောက်လာပါတယ်။ဟုတ်ပါတယ်။အနှိမ့်ဆက်ခံနေရတယ်လို့သမီးငယ်ကသူ့ဖခင်ကို အမတ်တိုင်းကိုတလုံးမချမ်းပြောပြတယ်။ဒါကြောင့်စားရှိနေတော့ဦးလေးဟောင်းဟုံးငနဲ့ဒေါသထွက်တော်ပြီး ချက်ချင်းထလိုက်တော့ပါတယ်။ထိုချိန်၌သမဖြစ်သူအိမ်မှာရှိမနေပါ။ဒါကြောင့်သမီးကြီးကို ချက်ချင်းပြန်ခေါ်လာခဲ့တယ်။အိမ်ကိုပြန်ရောက်တဲ့ခါမှာသမတ်တန်ပြီးလိုက်လာနေတာကိုသိလို့ဓာတ်သွေးပြီးတော့စောင့်နေပါတယ်။ထင်ထားတဲ့အတိုင်းပဲသမတ်ကလိုက်လာပါတယ်။တော်တော်သမတ်လိုက်လာတဲ့ခါမှာဓာတ်နဲ့မဟုတ်တော့ပါဘူး။ခြေလုံးပြုတ်ကိုမောင်းထုတ်ပြီးတော့လိုက်လာခြင်းသာဖြစ်ပါတယ်။ဥယျာဉ်ရဲ့တောင်ထိပ်ပတ်စီကနေခြေလုံးပြုတ်ကိုကင်ဖြောက်ပြီးအယုဒအနတ်ဆဲဆိုးချင်းမောင်းလျက်အားလုံးမျိုးတုံးဖို့သာပြင်ကြပြီတော့ဟေ့ တို့ကဲ့သို့ဒေါသတန်ကြီးနဲ့အော်ပြောပြီးပြင်ဆင်လာပါလေတော်တော်လူတက်တဲ့ကိစ္စမျိုးကိုနှစ်ကြိမ်ကိုယ်တိုင်ကြုံခဲ့ဘူးလို့ပါရင်နိုင်ရှိတဲ့ဦးလေးဟောင်းထိတဲ့ရင်ဆိုင်မခံပဲမြင်းနေအောင်တွေးထားတဲ့ဓာတ်ကိုတရံမှာကွဲထောင်းထားပြီးတော့အညံ့ခံတဲ့သဘောနဲ့လေးတန်ကိုဖြော့ကမင်းဦးလေးကိုတရောင်မဲ့တတ်တော်မလားကွာမင်းကတမတ်ငါကရောက်ခမဘဝတို့ချင်းအကျိုးပေးနေတဲ့ခါ ြင်နှံမှုမကြင်နှံမှုအစဉ်ပြေမှုမပြေမှုဆိုတာတွေလည်းဖြစ်ပေါ်တတ်တာပဲဒါမျိုးကသမတ်ရောက်ခမသမီးရောက်ဖတော့ဖြစ်ပေါ်တတ်တဲ့ကိစ္စမျိုးပါကွာဒါကြောင့်ထိုင်မအောင်ကဦးလီပြောပြရစီ哦ဒုက္ကတုပြောလိုက်ရသမတ်ကအနေငယ်မြအကြောင်းငင်းနေစေမောင်းဦးလီကတိုင်းမကွေးထောင်းထားတဲ့ဓာတ်ကိုစက္ကနဲ့ဆွဲယူပြီးသမတ်ရဲ့ချောလုံးပြူကင်ထားတဲ့လက်ကိုဖြတ်ခုတ်လိုက်ပါလေဒါကြောင့်သမတ်ဖြစ်သူဟာလက်တောက်တောက်ပြက်ပြီးတော့ တပတ်လေကောင်အောက်ကိုပြုတ်ကျသွားခဲ့တယ်။တိုးတော်လေးဘာကြောင့်ရမသိထွက်မပြေးနိုင်လို့လားကြောင်နေကြလားတရင်ရှိမှာပဲငုတ်တုတ်ထိုင်ပြီးတော့ငေးနေပါလေ။တိုးတော်ရောက်ခရီးဖြစ်သူကဒါကိုကံပြီးအိမ်မောကပြေးစင်လာတော့မြင်တဲ့ခါမှာစက္ကနေတစ်ချက်မြောက်လှည့်ကြည့်ပြီးတော့ဦးလေကျွန်တော်ကိုတည်အောင်မဲလုံးတော်မှာလားဗျာ။ထုတ်ခဲ့တော့တခွင်းអော်ပြောပါလေ။ဒါထက်လည်းပို့ပြီးတော့ပြောခွင့်မရပါဘူး။ ရောက်ကလေးဖြစ်သူကမေယောကြီးများထောင်ထားလျက်မျက်လုံးစုံနေနေရဲနေမင်းလိုကောင်လူလောကနဲ့မတန်ဘူးကွာတို့ကဲ့သို့အာကောင်ကိုချစ်လို့တချက်အော်လျက်တမက်ရဲ့သပင်ကိုမိမိရရဆွဲကံပြီးဒူးမာကက်ပြီးတော့လေပင်ကိုတချက်တည်းလှိလိုက်သဖြင့်အေးပြားတက်တက်လေးသာ ကြံပါလေထို့နောက်ကောင်းကြီးတလန်းကြလျက်ချက်ချင်းအတမထွန်နိုင်မေအရှိမောင်ဦးဆောင်ကောင်းမြတ်ဖြစ်ပြီးလူလိန်ကောင် ဝူဝဝအော်နေတဲ့သမက်ကိုအင်းရှိမျက်ဆောင်တို့ကရေတွင်းပြက်ထဲကို တွန်းချလိုက်ပါတယ်။တမဟာရေတွင်းကိုကြားသွားပြီးတဲ့နောက်မှာလဲအသက်မထွက်နိုင်သေးပဲလက်ကြီးပေါ်လာလိုက်ခြေထောက်ကြီးပေါ်လာလိုက်ကောင်းတလန်ကြီးပေါ်လာလိုက်နဲ့ပြောင်းဆန်လျက်သာရှိနေပါတယ်။ရေတွင်းပြက်ဟာလဲခါတသာမြတ်နဲ့လို့ဒီတိုင်းတော့တောင်းကြအောင်ဖြစ်နေမှာဆိုရင်လမ်းသွားလမ်းလာမြတ်နဲ့တူရချည်ရဲ့လို့ရေတွင်းပြက်ရဲ့ ပေါင်းပေါင်းပုံထားတဲ့ကျမ်းပန်းများနဲ့ဖုံးအုပ်လိုက်ပါတယ်။ထို့ချင်းကညနေ9နာရီကျော်ခန့်ရှိနေလို့တက်ခုတ်ဝါခုတ်လွှတ်တိုက်တုတ်လုပ်သားများလည်းသူတို့တင်းနာမှ ဖြစ်တော်ဖြစ်လာရှိတဲ့ပါတယ်။ဒါကြောင့်ဦးလေးဟာဓာတ်ကိုထောင်ပြပြီးသားမယားများကိုကျင့်ထားပါတယ်။အေးနော်။အေးစစ်စစ်အိန္ဒိယရရနေကြနော်။ဒီမှာတွေ့ရမှာလား။ဒါကြောင့်သားမယားများမှတုတ်တုတ်မှမလုပ်ရဲကြတော့ပဲ။ တရင်ရဲ့အလေကမ်းမှာဆုထိုင်ပြီးညင်ကုန်နေကြရပါတယ်။ဦးလေးကတော့တရင်ကြီးရဲ့ရှင်မောင်လောဘကများကိုခင်းထိုင်ပြီးတော့အမှုရမပြည့်ရင်နွေးတောင်းနေပါတယ်။ဇာယသူရဲ့ဦးလေးရင်အမေရဲ့မောင်နှစ်ယောက်တို့တိုးထဲမှာပြန်လာကြရအောင်မှုခင်းဖြစ်တဲ့ဦးလေးရဲ့တရှိမောင်ခဏရက်ပြီးတော့စကားပြောနေကြပါတယ်။ထို့ကောင်အိမ်ထဲမှာမိသားစုများခဏမငြိမ်ဖြစ်နေကြတော့ကိုအငယ်ခံမိကြသလိုဦးလေးရဲ့မျက်လုံးများဟာလည်းတိတ်ပြီးတော့ နေတဲ့ချင်းမရှိဘူးလို့ဆိုတယ်။ရေတွင်ပြက်သေးကလည်းမကြခဏထောက်ပွားနေပါသေးတယ်။ဟာရောက်ပါကြံဘက်တွေလည်းတွင်းထဲမှာပွဲပေါက်နေပါလားကွာ။အဲလိုမေးကြည့်အောင်မှုကင်းဖြစ်ထားတဲ့ဦးလေးကဝက်ကော်ထားတာပါကွာဘာမှမဟုတ်ပါဘူး။သူကဲ့သို့ပြန်ပြောတယ်။တိုးတိုးလေးတမတ်နဲ့အစင်မပြေရှိနေတာကိုသိလို့မိသားစုအလုံးကနာမငင်ချင်းမှစပြီးအကြောင်းတူတူခုခုတော့ရှိကောင်းရှိလိမ့်မယ်လို့ တင်ခဲ့ကြတဲ့အကြောင်းကိုဆိုင်းဟိတူကိုပြောပြကြပါရစေ။နောက်3-4ရက်အကြံပေါင်းတမတ်ဖြစ်သူမရစီလိုက်သွားရမှာအိမ်ပြန်ရောက်မလာကြောင်းပျောက်ချင်းမလားပျောက်သွားတဲ့အကြောင်းသတ်သဖြင့်ကက်ကိုတိုင်းလို့ရေးမြရောက်လာကြပြီးစစ်စစ်ကြပါရစေ။တော်တော်လေးရေးမြကဘလောက်ထိစစ်စစ်မင်းမြန်ကြတဲ့တိုင်အောင် အတွေ့အကြုံရင်းထုံနေတဲ့ဦးလေးထံမှာမှုခင်းနဲ့ပတ်သက်လို့တဆွင်းစောင့်မြောက်မရပါဘူးခံပြီးတော့ဒါနေပါတယ်။ သရှိတဲ့ဥလေးရဲ့အကြောင်းကိုတိတိကျကျနှိပါသိနေသောတမတ်ရဲ့ဆွေမျိုးများနဲ့ရဲများဟာချက်ချင်းမပြန်ကြပင်ရေတွင်ပြည့်သေးကိုဆင်းပြီးတော့ရှားခြင်းကြံပတ်များကိုလှမ်းကြည့်ခြင်းလေကွက်ထဲမှာချီရခြင်းထက်လောက်လိုက်ပြီးတော့နင်းကြည့်ခြင်းတောင်ကြားချောင်းတွေကိုဆင်းပြီးတော့လိုက်ဆန်းချခြင်းတင်းရဲ့ပဝန်းကျင်တမိုင်းကျော်ခန့်တိုးတဲ့ကိုတော့ပြီးလေရချီရများကိုတွေ့လို့တွေ့ညာလိုက်ပြီးတော့ရှားချခြင်းများကိုပြုလုပ်ခဲ့ကြပါသေးတယ်။ ထိုကဲ့သို့တမတ်ရဲ့ဆွေမျိုးများနဲ့ရဲများဟောတပတ်စေရက်ကန့်တီလိုက်လံဆုံဆန်းရှာဖွေကြတော့လေသူစုံတစ်ခုအမတ်သားကမှမတူရတဲ့အဆုံမှလက်လျှော့သွားကြတယ်။မှုကင်းကိုလည်းလူပြောက်စင်းတွင်ပြီးပိတ်လိုက်ရတယ်လို့ဆိုပါတယ်။တော်တော်ဦးလေးကနှုတ်မလုံးနဲ့အလျောက်တမတ်ရဲ့ဆွေမျိုးများနဲ့ရဲများလက်လျှော့သွားကြပြီးတဲ့နောက်အမေရဲ့မောင်ဦးလေးမြောင်တော်လုံးငန်းပြန်လာကြရအောင်တစ်ချက်ပြုံးပြပြီးတော့ပြောပါတယ်။ဟာဟာ ငါ့ကိုဒါမျိုးလာဆန်းလို့မရဘူးကွာအဒီကောင်နေတမဲရဲ့ဆွေမျိုးများကိုပြောခြင်းဖြစ်ပါလေအဒီကောင်နေပလေးကိုအရက်တိုက်ကြက်သားကျွေးရတာပဲဖတ်တင်နေမှာလားအဒီကောင်နေကဒီနီနာဝင်းကျင်မှာပဲရှားကြတာလေငါကအဲ့ဒီညလူကြီးတိတ်တာနဲ့အဒီအလောင်းကောင်ကိုထမ်းပြီးအဝေးကြီးကိုတွားပြစ်ထားလိုက်တာလေးလိုက်တာကွာလူသေးလောင်းကောင်တွေကတော်တော်ကိုလေးတာပဲအရင်ကောင်ပထမသမတ်ကိုပြောခြင်းဖြစ်ပါတယ် အရင်ကောင်တုန်းကအိမ်ကမိမနဲ့ရှင်းတယောက်နောက်တယောက်ထမ်းပြီးအိမ်ရဲ့နောက်ဘက်ကချောင်းထဲကိုပြေးလို့တိတ်ပြီးတော့လေးတာမတွေ့လဲရဘူးအခုကောင်ကတော့တယောက်တည်းထမ်းပြီးပြေးလိုက်တာဖြစ်လို့လူဒီကောင်တော်တော်လေးတာကိုတတိပြုလိုက်မိတယ်ဟေးဒီစကားကိုဦးလေးတယောက်ကမှမပြောသင့်ပါအလွန်မှအန္တရာယ်များပါတယ်အခုတော့ဦးလေးဟာလူရင်းများကိုသားမကပဲစကားဆုံးမိတဲ့လူတိုင်းဒီဘက်ကို ပြောနေလေရှိပါတယ်တနောင် တမက်ရဲ့လောင်းပြစ်ထားတာကိုတော်လို့တော်များတွေ့လာကြလို့အယိုးစုများကို ကောက်ယူပြီးမိရှုပြစ်လိုက်တဲ့အကြောင်းစသဖြင့်ရှောက်ပြောနေလေရှိတယ်။ဒါကြောင့်ဦးလေးနဲ့မတဲသောဂုံးတိုက်ရန်တိုက်အလိုများသောဆိုခဲ့တဲ့သရုတ်ရလူရဲ့ပြစ်မှတ်ဖြစ်သွားကြရပါတယ်။ထို့သူဟောင်းဦးလေးရဲ့စကားကိုတော်တော်များများရရှိအောင်လို့နှက်ယူစူးစောင်းပြီးတည်သွားသူဒုတိယတမက်ရဲ့ညီကိုတူကြီးများကိုတွားရောက်ပြောပြပါသွားတယ်။ ။တမကူတလိုက်တဲ့အကြောင်းကိုအောင်မွေးခံတယ်လို့အောင်ဒီအောင်သောစားတဲ့ဘောနဲ့ပါဇက်တိစွာပြောဆိုနေကြောင်းစသဖြင့်တပတ်လူကမခံခြင်းဖြစ်အောင်တွေးဆိုပြီးတော့ဘောတော်ထွက်လာကြတဲ့အထိအမျိုးမျိုးပုံပုံသက္ကနာထုတ်ပြီးတော့အချင်းချင်းတွားပြီးတော့ပြောပြနေပါလေ။ဒါကြောင့်ထိုလ်လူများမှလည်းစားရှိနေတဲ့သူတွေဆိုတော့အလွန်ပဲမခံမရနိုင်ဖြစ်ကောင်းရမ်းဖို့မိကြတဲ့သူဖြစ်သွားကြပါလေ။တော်တော်ဒီကိစ္စကိုရတဲ့နေ့နဲ့အကောင့်ထဲဖော်မယ်လို့လည်း ကြုံဝါလာကြတယ်။တိုးတော်လေအမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်လို့တဖန်ပြန်ဖွင့်ရန်လွယ်ကူမှာတော့မဟုတ်ပါ။ဒါကြောင့်အတန်အန္တရာယ်ကိုပြုရန်တော့ကြံစီကြပါလေ။ဒုက္ခမှာလည်းတနေတဲ့ဖြစ်တဲ့တိုင်အောင်ရွာချင်းကအတော်လေးလန့်နေလို့မှုခင်းကိုအကောင့်ထဲပေါ်တဲ့ခါမှပြီးကြည့်တည်သက်စီရန်အတွက်လက်ရောက်တရင်ပြတဲ့သူကိုပဲအကူအညီယူကြရပါလေ။ထိုချင်းကဥရိဟောဥယျာဉ်ထဲမှာအမြဲတမ်းမနေတော့ပါ။ရွာကိုပြောင်းနေပြီး ဥယျာဉ်နဲ့ကိုင်ငင်နာမှာရှိနေလို့မနက်အာယုံမှာဓမ္မကြီးကိုထမ်းပြီးတယောက်တည်းအိမ်ကနေထွက်လာပြီးဥယျာဉ်နဲ့ကိုင်ငင်မြတ်မှာပေါန့်ခုတ်ပေါန့်တော်လုံးများကို တကုတ်ကိုလုတ်ကန်ပြီးတော့နေလေ7နာရီ7နာရီအထိနေလေရှိပါလိမ့်ထို့ပြင်တခါတည်းရန် တိုးတက်ကပြင်ကြိုးပင်ပေါင်းများကို တိုင်လုံးဖြင့်ရွေးခုတ်ပြီးရောင်းချလေးလေးရှိတယ်ဤလုံးများနဲ့ဥလီအသက်မွေးလေးရရှိပါလိမ့်တရင်ပိတူကအဲ့ဒါကို နေရာတည်းတော့ အချိန်နိုင်တဲ့တကွာတခုချင်းလေ့လာထားပါတယ်။သွားလန်းလာလန်းမြောက်ကိုလည်းအသေးစိတ်လေ့လာပြီးလူသက်သမားများတမတ်ရဲ့ညီကိုတူကြီးမြောက်ကိုလိုက်ပြီးတော့ပြသထားတယ်။နေ့လယ်၁၇နာရီ၁၂နာရီချိန်မှာလူသွားလူလာပြတ်တက်တဲ့အကြောင်းကိုလည်းပြောပြထားပါတယ်။အားလုံးအစဉ်ပြေလောက်ပြီးဆိုတော့မှလူသက်သမားများထဲမှာ ကောင်းဆောင်ဖြစ်သူဟောင်းအိုလီတံကိုတယောက်တည်းလာပြီးတော့ပြင်ကတော့တိုင်လုံးများလိုအပ်တဲ့ရနိုင်မရနိုင်စသဖြင့် ဝင်ရောက်ပြီးတော့မေးမြန်းပါတယ်။ဦးလေးကလည်းလူသက်သမားများတမက်ရဲ့ဆွေမျိုးသားချင်းများကိုတူတူယောက်မှသိထားခြင်းမရှိပါ။ဒါကြောင့်လေသူ့ကိုတက်ဖြတ်ဖို့သကယ်ရမယ်ရှာပြီးတော့လာပြီးစုံစမ်းနေကြကိုလုံးဝမရေးမိပဲပြင်ကလေးတိုင်လုံးများရနိုင်ကြောင်းကိုတော့ပြောလိုက်ပါတယ်။ဒါကြောင့်လူသက်သမားကနောက်နေ့ဒီလိုနေ့လဲဆက်တနာအချိန်မှောင်းပြင်ကလေးတိုင်လုံးလူချင်းတို့များနဲ့ဆက်ဆက်လာခဲ့ပါမယ်။စောင့်နေပါလို့ပြောဆိုထားခဲ့ပြီး ြန်သွားခဲ့တယ်။ထို့နောက်ချိန်ဆခဲ့တဲ့ နောက်နေ့နေ့လယ်ချိန်ပေါင်းလူသူစုဆောင်ပြီးအာကောင်ပေါင်းတဲ့လူငါရောက်တဲ့အတူရောက်လာကြပါတယ်။ဦးလေးကလည်းတစွန်းဆောင်မှရိပ်မိခြင်းမရှိဘဲတိုင်လုံးဝင်ရန်လာကြတော့လူများလို့ထင်ပြီးတော့လက်ခံကစကားပြောပါတယ်။အဲ့ဒီချိန်ပေါင်းလူအမြဲမနေသဖြင့်တယ်ညီကိုဖြိုးပြီးမြေဝတ်တဲလေးမှဦးလေးကဓာတ်သွင်းနေပါတယ်။လူသက်သမားများရောက်လာကြတာနဲ့တောက်ကိုတိုင်းမှာထောင်ထားပြီး နောက်ထပ်တိုင်းနှလုံးမှာ ကြောမိပြီးတော့စကားလက်ခံပြီးတော့ပြောဆိုနေပါတယ်လူသက်သမားများဟာဥလိနဲ့စကားပြောဆိုရင်မဝင်းချင်းချင်းလေးများကိုလည်းအကေခတ်တယ်အဲဒီချိန်မှာတပေါင်းလာနေကကြည်ကြတောက်ပူနေပါတယ်လူသွားလူလာလည်းကင်းပြတ်နေပါတယ်ဒါကြောင့်လူသက်သမားများကတို့တို့တို့အချိန်ကောင်းအခါကောင်းရောက်ပြီးလို့ဆုံးဖြတ်ပြီးတယောက်တော့အာကောင်းပေါင်းတန်းလူတယောက်ကဦးလေးရဲ့နောက်ကျောကိုကက်သွားပြီးဦးလေးရဲ့လက်ပင်ကို ိုင်နဲ့တားဆွဲကပ်ပြီးတော့ညှက်ထားလိုက်ပါလေနောက်ထပ်လူတစ်ယောက်ကအိုလေးရဲ့လက်နှစ်ဖက်ကိုနောက်ကိုပူးဆွဲပြီးဖမ်းချုပ်ထားတယ်တွနောက်တယောက်ကပြေးဝင်လာပြီးခြေထောက်နှစ်ဖက်ကိုဖမ်းချုပ်ပြန်တယ်အားလုံးချီပြီးတုပ်ပြီးတကယ်တော့ဖြစ်ပြီးဆိုတော့မှခေါင်းဆောင်ဖြစ်သူကလေပင်းကိုတအားညှစ်ပြလိုက်ပါတယ်ထို့ချိန်မှာဇာတိရွာသူဒေါ်ကြီးကြီးဟာ သူ့ရဲ့စေရွက်ခင်၌စေးသားတက်များကိုဖယ်ချိုလျက်ရှိတယ် တော်ကြီးကြီးရဲ့စေရွက်ကြီးကင်းကဦးလေးရဲ့ဥယင်နဲ့ဖုံးဆိုးထားလိုက်တော့တကြောင်စေရွက်ကြီးကင်းဟောင်းနှစ်ခုတော့ခြားပါလိမ့်ခရီးတာကတတ်မိုင်ခွဲခန့်လှမ်းနေအဲ့ဒီကတော်ကြီးကြီးဟောင်းအိမ်ပြန်နောက်ကြပါလိမ့်စေရွက်ကြီးတောင်ကိုခေါင်းရပ်ပြီးပြန်လာလျောင်းလူစိုးမြတ်ကဦးလေးကိုလဲပင်းညှက်တနေတဲ့ကိုလှမ်းပြီးတော့မြင်လိုက်ရတယ်တကြောင်အလန်တကြားဖြစ်ပြီးလူစိုးမြတ်ကတကောမမြင်မီနောက်ဆုတ်ပြန်ပြေးပြီးစေရွက်ကြီးတောင်ကိုခြုံထဲကိုထိုးထားခဲ့ပြီး တော်လည်းမှာတော့တိတိစိတ်ပြန်ပြေးလာခဲ့ရတယ်။ဒေါ်ကြည်ကြည်မောင်တော်လည်းမှာတယောက်ထင်းအလုံးလုံးနေရတဲ့ဖြင့်လူဆုံးများကဦးလေးကိုလေပင်ညှင့်တနေတာကိုမြင်တွေ့ခဲ့ရတော့လေမပြောရဲပါ။ပြောရင်လေ နောက်ဆက်တဲ့ပြဿနာများဖြစ်ပေါ်လာနိုင်ပါတယ်။ထို့နောက်ကာလအတော်ကြာတော့မှ အတွင်းလူများမှတစ်ဆင့်ထိုအကြောင်းကိုသိကြရပါတယ်။မကောင်းမှုဆိုသည်မှာစိတ်ခွေရမရှိဆိုတဲ့သဘောတိုင်းပဲဒီမဲ့သမားများထံမှလည်းတစွန်းတစောက် ကြာလာခဲ့ရပါတယ်။ထိုနေ့ကအိမ်ကိုရောက်ချိန်တန်းလို့ရောက်မလာတဲ့ဖြင့်လိုက်သွားကြရအောင်ဦးလေးကတဲမှာတည်ဆုံနေပါပြီ။အစကလေးဖြက်ပြီးတည်ဆုံသွားတယ်လို့ထင်ကြတော့လေလေပင်ကြီးရောင်ကန်းနေတာကိုမြင်ရချင်းအဖြစ်လူသက်ခံရလို့သိတယ်လို့သိသူများကသိကြပါတယ်။စာရေးသူစာကျွင်နှုတ်မလုံးသူတို့ဟာဒီနေ့မှာဖေးတွေ့တဲ့ကြောင်းဦးလေးရဲ့အဖြစ်ကသက်တည်ခံနေပါတယ်။ဦးလေးဟာ ရဲစွမ်းတက်တည်ရှိတော်လေနှုတ်မဆောင်ခြင်းမိမိကိုယ်ကိုယုံကြည်လွင်ခြင်းတို့ကြောင့်အသက်ဆုံးရှုံးသွားကြရတယ်တစ်ဖက်ကမုံဒီနာကြီးစွာနဲ့အချင်းယူပြီးအကွက်ကြကြကြံစီတက်ဖြတ်သွားတာကြောင့်ယနေ့ချင်းထိလူသက်တည်းအခံပေါ်လာခြင်းမရှိတော့ပါဒီကြောင့်ဟာနှုတ်နှစ်ဖက်တို့ရဲ့စကတ်ထွက်အပြည့်စုံကိုယူပြီးရေးသားတင်ပြရခြင်းဖြစ်ပါတယ်စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် စိတ်ဝင်စားပွဲဒိတ်ရင်ဘူးဂလိုမိုက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနာစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဥစားချက်တွေကိုညီအစ်တွေတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှိခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ စာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားဆန်းခြင်းလောဘဆန်းခြင်းဗိဒိတ်ရင်ဖို့မတားလောကကံမီရယမတံမူခင်ဖြစ်ရမဇလန်ကောင်းများစွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ